အတော်ကြီးကလည်းဘယ်တော့လို့လဲကြပါလို့မိတဲ့ကွယ်အားလုံးဝမင်္ဂလာပါဒီနေ့တော့ချူချူကပုံမြင်လေးတဖို့ပြောပြသွားပါမယ်။အဲ့ဒီပုံမြင်လေးရဲ့နာမည်ကတော့ဖဲသွမ်းလို့လဲကြပါ့ဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်။ချူချူနာမည်ကို subscribe လုပ်ပေးပါနော်။ကျေးဇူးတင်ပါရှင်။ခါတော့ကရွာသားရဆိုရဲရွာကလေးမှာဂျာပေါတို့မိသားစုဟာ လေယာလုံးလဲလောက်ကိုင်းပြီးပျော်ရွှင်စွာနေထိုင်ကြတဲ့ ဂျာဘောက်အသက်၅နှစ်ရွယ်ရောက်တော့ဂျာဘောက်ရဲ့မိဘတွေဟာကြောက်တတ်ဖို့ရွာမှာရှိတဲ့မူလာတန်းကျောင်းမှာကျောင်းသားအပ်တာပေါ့ဂျာဘောက်လည်းကျောင်းတက်ရတော့မယ်ဆိုတော့အယံဝမ်းတန်နေရှာတယ်ကျောင်းသားတမနေရောက်တော့ဂျာဘောက်ကနည်းနည်းဆော့ဆော့အိပ်ရထပြီးတော့ရေချိုးအဝတ်စားလေထမင်းစားပြီးတော့သူ့အဖေဝယ်ပေးထားတဲ့ဒွေကလေးကိုလွယ်ကသူ့အမေကိုဖတ်ပြီး မမေဂျာပေါက်ကျောင်းသွားတော့မယ်လို့ပြောကနှုတ်ဆက်တဲ့ကွယ်သူ့အမေကလည်းတမီးကောင်းကောင်းသွားနော်လို့ပြောတဲ့အဲ့လိုနဲ့အင်ကနေထွက်လာပြီးချမ်းဝရောက်တော့သူ့တော်လေးနဲ့တွေ့တဲ့အခါသူ့တော်လေးကဘယ်တော့မလို့လဲဂျာပေါက်လို့မေးတယ်ဂျာပေါက်ကလည်းကျောင်းတော့မလို့ပါလို့ပြောလိုက်တယ်။အဲ့လိုနဲ့ရှေ့ဆက်ပြီးသွားတာ။လက်ရောက်တော့သူ့ကိုဝန်ကွယ်နေတွေ့ပြန်တယ်။ သူ့ကိုကလည်းဘယ်တော့မလို့လဲကြပါလို့မေးပြန်တယ်။ကြပောက်ကလည်းကြောင်းသွားမလို့ပါလို့ပြောလိုက်တယ်။အဲ့ဒီလိုနဲ့ကြပောက်ဟာရှေ့ဆက်သွားတော့သူ့ပင်ကြီးနားမှာသူ့ဦးလေးနဲ့တွေ့တတဲ့ကွယ်။သူ့ဦးလေးကလည်းဘယ်တော့မလို့လဲကြပါလို့မေးတယ်ကွယ်။ကြပောက်ကလည်းကြောင်းသွားမလို့ပါလို့ပြောလိုက်တယ်။အဲ့ဒီလိုနဲ့ရှေ့ဆက်ပြီးသွားတာတောင်ကုန်းပေါ်မှာအလေးသမားကြီးတို့ဦးနဲ့တွေ့ပြန်တယ် ဘယ်သမားကြီးကလည်းဘယ်တော့မလို့လဲကြပါလို့မေးတဲ့ကွယ်ဂျာပေါက်ကလည်းကြောင်းတော့မလို့ပါလို့ပြောလိုက်ပြန်တဲ့အဲ့လိုနဲ့ရှေ့ဆက်သွားတော့ရွာတဲ့ဈေးဆိုင်ကဆိုင်ပိုင်ရှင်အတော်ကြီးနဲ့တွေ့တဲ့ကွယ်အတော်ကြီးကလည်းဘယ်တော့မလို့လဲကြပါလို့မေးတဲ့ကွယ်ဂျာပေါက်ကလည်းကြောင်းတော့မလို့ပါလို့ပြောလိုက်တယ်အဲ့လိုနဲ့သွားလိုက်တာအเจ้าဝင်ဝမှာအเจ้าကြီးနဲ့တွေ့တဲ့เจ้าကြီးက မင်္ဂလာပါခလေးကြီးခလေးကသူငယ်ရဲကလားလို့ပြောတော့ဂျာဘောက်ကလည်းမင်္ဂလာပါဆရာကြီးတမီးကသူငယ်ရဲကပါလို့ပြောလိုက်တဲ့အဲ့ဒီအခါမှာဂျာဆရာကြီးကသူငယ်ရဲအခန်းကဟိုနားမှာတွားလိုက်ပါလို့ပြောတော့ဂျာဘောက်ကလည်းဟုတ်ကဲ့ပါဆရာကြီးလို့ပြောကအခန်းကိုလျှောက်လာတဲ့သူငယ်တဲ့အခန်းကလည်းရအောင်ရောဆရာမက ။တမီးရဲ့မင်္ဂလာပါလို့ပြောတော့ဂျာပေါက်ကလည်းမင်္ဂလာပါဆရာမ။တမီးကသူငယ်တန်းပါ။ဒါကသူငယ်တန်းခန်းလားရှင်လို့မေးလိုက်တဲ့။အဲ့ဒီအခါမှာဆရာမက ဟုတ်တယ်ဒါသူငယ်တဲ့အခန်းပဲဆီယာမကခလေးတို့ရဲ့ဆီယာမပါတမိနမည်ဘလို့ခေါ်ပါတလေလို့မိတယ်ဂျာဘောက်ပါဆီယာမလို့ပြောလိုက်တယ်အခန်းထဲကိုဝင်လာခဲ့တမိရေ ဆီယာမကပြောလိုက်တဲ့အခါဂျာဘောက်က ဟုတ်ကဲ့ပါဆီယာမကျေးဇူးတင်ပါတယ်ရှင် ဆိုပြီးဝမ်းသာစွာဖြင့်သူငယ်တဲ့အခန်းထဲဝင်သွားပါတော့တယ်ကွယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်တွေ့ကြပါမယ်နော်